မင်းမောင်လေးပစ္စည်းကွင်းသမီးမမောင်လေးတယောက်ရှိပါတယ်ဝေးစားကတည်တည်လေးမို့ပစ္စည်းကွင်းတို့ချက်စလုံးခေါ်ကြပါတယ်အမေသားလေးရေမင်းမင်းရေပစ္စည်းကွင်းရှူပေါက်ချပြန်ပြီပစ္စည်းကွင်းရေဘောင်းမစီလာပါဦးရနိုင်ပြီရနိုင်ပြီမောင်လေးဟာနည်းနည်းကြော်တဲ့အထိစကားမပြောတတ်သေးပါဘူးအပြေးပြေးတော့ပြောလာမှာပေါ့ကွာ စကားပြောနောက်ကျတာပဲဖြစ်မှာပါမနဲ့ဆိုအဖေကအလုပ်သွားပြီးအမေကဈေးဆိုင်ထွက်ပါတယ်တမီးကနေ့နဲ့ကြောင်းစင်တာနဲ့အဖွားနဲ့အတူတူမောင်လေးကိုထိန်းရတာပါဒီမှာသူတို့ရဲ့စားဖို့သုံးနှစ်ကျော်တော့မှမောင်လေးစကားစပြောတတ်လာပါတယ်အဖွားနင်ဘာလုပ်နေရလဲအဖွားကိုနင်တော့မပြောရဘူးလေငါပြောတာလားမမှတ်မိဘူးလား तू ကြားရမြအကုန်ပြောတွေ့ရမြဆွဲပြီးကစားတော့တာပါပဲငါလာအောင်ကိုယူဆော့မြန်ပြီလားဒါပါရလို့လေဆောင်ရွက်တွေကိုဖျက်ပြစ်တော့ငါဘလို့စားရရမှာလဲဒါလေးတော့မတည်ဘူးလားနေ့မှာဟုတ်တော့မရှိဘူးလားစဉ်းစားလေညော့ဒီမှာဆောင်ဝါလုံးတွားရေးချင်တဘောပဲလောင်ရှုံနေညော့ဟဲ့ပြစီပွင့်ငါဖုန်းကိုကင်ပြန်ပြီလား ြတ်သွားရင်ဘလို့လုံမလဲဒါလေးတော့မသိဘူးလားဟင်းမြေမအုံလို့ရှိသေးတယ်လေစဉ်းစားလေခလီကိုသဘင်ဆွဲတာလို့ကောင်းခုန်တာလို့မလုပ်ပါနဲ့အေးဒါနဲ့မှာသမီးရဲ့ဆရာမရောက်လာပါတယ်သမီးလေးလာလို့မေးဖို့ဟောက်လေလာပေးတာသမီးကော်ဖီပြောလိုက်ပါဦးမယ်ဒါသမီးမောင်လေးလားလူချော်လေးပဲမောင်လေးကဆရာမကိုငေးကြည့်နေပါတယ် တားနမယ်ဘလို့ခေါ်လဲကွတားလေးတော့မသိဘူးလားနေ့မှအောက်တော့မရှိဘူးလားစဉ်းစားလေဟုတ်တော့မောင်လေးစကားကြောင့်ဆရာမလည်းထိုင်ကုန်းလေးပြတ်ထိုင်ကသမီးရေမဆုအတွက်ရေးပေးခဲ့မယ်ဆရာမကိုဘောပင်ပေးဟုတ်သမီးလည်းဘောပင်လမ်းယူမှာမတော်တဆလွတ်ချတော့ပါတော့တယ်ဟင်ဒီမှာနဲ့မောင်လေးကပြေးလာပြီးဘောပင်ကိုချိန်မနဲ့ညှက်တော့လာပါပဲ ဟဲပစ္စည်းကိုဘာလုပ်တာလဲသွားစမ်းညမရတော့ဆရာမစီကံပေးလိုက်ပါတော့တယ်။မောင်လေးနှုတ်ရက်ကသမီးကိုအရှက်ရနေပြီးမျက်နှာပြည့်ရပါတယ်။ဆရာမလည်းကော်ဖီမတောက်တော့ဘဲပြန်တော့ပါတော့တယ်။အာလက်ပတ်อืมဒါမှလည်းဘူးလေ။အုံတော့မရှိအောင်တားလေးအောင်မလေးလား။နင်ဆရာမကိုမရမ်းရဘူးဟဲ့။နောက်လုံးမလား။อืมမလုံးတော့ပါဘူး။ချက်ပါပြီ။ ညရောက်တော့မောင်လေးကိုရီပူပြီးဖြားတာမျိုးစေကံပြလိုက်ရပါတယ်။ခလေးဆိုတာထိတ်လန့်အကြောင်းရုပ်မှုနဲ့ကြုံရလဲအပူကြီးတတ်ပါတယ်။ဈေးတောက်ပြီးမောင်လေးအိမ်ငယ်ချိန်မှာလေးလေကအဖြစ်ကိုအမေကိုပြောပြလိုက်ပါတယ်။ဒါလေးကြီးအမေခက်ခက်ခဲခဲမွေးခင်ရရဲ့စကားပြောချိန်မှာမပြောလို့စစ်တော်ဆရာဝန်ကဘူးကောင်းတန်ကြောင်ပုံနောက်ဖွင့်ပြမှုနှေးကွင်းနောက်ကျနေတာပါ။ ဒါကိုဝေဖန်ကြည့်ရခဲ့တဲ့တမီးအန်နီနဲ့တော့စကားများရသေးတယ်။အမကစကားပြောတတ်ရင်တော့ချက်မပြည့်တဲ့လူလေးဖြစ်နေဦးမယ်ထင်တယ်။ဒါလေးနဲ့အနည်းကဆုံးနေရတဲ့တမီးစီကအပြောအဆိုအပြုမှုတွေကိုသူအတူယူမှာပေါ့။ဟဲ့ဟဲ့။ဒါလေးတော့မတည်ဘူးလား။နင်းပါ။အုံးတော့မရှိဘူးလား။စဉ်းစားလေဆိုတာကတမီးအပြောနေကြလက်တုံးစကားဖြစ်နေခဲ့တာပဲ။ဒီစီကွေးကို မူဂျုံပို့တော့မှာပါဒါဆိုသမီးလည်းစိတ်မရှုံးရတော့ဘူးပေါ့ကလေးတငယ်တွေရဲ့အပြောဆိုအပြုတ်နှံကန်ဖို့ဆိုတာမိပါမိကိုမောင်နှမတားခြင်းအပေါ်မှာအဓိကကြပြီးဆရာဆရာမတွေအပေါ်မှာလည်းမူတည်တယ်တမီးတမီးလေးကမှအမေတွေးတယ်လို့မတွေးမိပဲမတီးခဲ့တာပဲမငိုပါနဲ့တမီးရဲ့ပေါ့သေးဖို့တလားလို့ပါ တပင်းမောင်လေးပြီးစီသွေးကိုလိမ္မာရင်ကျေးတဲ့လူကောင်းလူကောင်းလေးဖြစ်လာတယ်လို့ဆိုတာရှေးဆောင်လမ်းပြအမတအူးဖြစ်တဲ့တမီးပေါ်မှာမူတည်နေတယ်ဆိုတာကိုတမီးသိပါပြီ